တရားသမားထောင်လွှားတတ်သလားရိယာသည်ကျောင်းပည့်ရတွင်ဓမ္မမိတ်ဆွေဖြစ်ခဲ့မှုသည်အတော်ကြီးတဦးမမျှော်လင့်ပဲမိမိထံသို့ရောက်ရှိလာပါသည်ဆယ်တန်းဖြည်ထားသောသူ့မိမာလီကိုအချင်သည်ဟုဆိုလာပါသည်ဆောင်းမေးဝဲမှာပင်ပန်းခဲ့တာရီတရားနှလုံးသွင်းရင် အကျိုးရှိရှိအနားယူစေခြင်းတော့ကြောင့်ဟုသောစကားဖြင့်အကြောင်းပြသည်သာသမီလိုသဘောထားပြီးတွင်တင်ညွန်ပြဆုံးမပေးဖို့ပါမြေတားရက်ခံသည်အမှန်ကတော့ကျောင်းပိတ်ခြင်းရဲ့အတွင်းဟိုဟိုဒီဒီရှောက်လည်မည်ဆိုသောကြောင့် မိမိအားကလေးထင်ကိုင်းခြင်းဖြစ်ကြောင်းကိုကောင်းစွာသဘောပေါက်ပါ၏ကလေးထင်းသည့်အလုပ်ကိုမိမိဝါသနာမပါခဲ့ပေစိတ်စိတ်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြင့်အပြည့်ကင်းစွာတဦးတည်းနေထိုင်ရခြင်းကိုသာအလိုရှိလေသည်လက်ကောက်ကိုများများဝတ်လည်ရင်များများအတန်မြည်မီနည်းနည်းဝတ်လည်ရင်နည်းနည်းသာမြည်လိမ့်မည်တကွင်းနဲ့ဝတ်လျင်မူကအတန်မြည်တော့မည်မဟုတ်ပေအကုသိုလ်နည်းနိုင်သမျှနေအောင်တတိဆောင်ကျင့်ဆောင်လျက်တဦးတည်းနေခြင်းသည်အလွန်ချမ်းသာ၏ ယခုခေတ်ကလေးတွေကိုကင်တွယ်ဖို့မလွယ်ကူလာပြီခေါင်းထက်နေရွက်ကြီးကျင်သူများသာများလာသည်လူကြီးစကားနားထောင်ရကောင်းမှန်းမသိတက်ကိစ္စကားတော်ဝတရားလည်းမရှိလိမ္မာယဉ်ကျေးမှုလည်းအတော်ပင်ကင်းမဲ့လာကြပြီမိမိစီမားထက်တရားစကားဝင်ခိုင်းဖို့ပိုသင့်တော်သည်လက်ခံလျင်စိတ်နှောက်ရမည်လက်မခံပြန်လျင်ကြီးကျယ်ရာရောက်မည်မိမိအဖို့တော့မြည်သူများမတက်တာချီလူဆိုသည့်လူတွေဤမျက်လုံးတွေကလည်းကုညီဖို့ထက်အတုံးချဖို့သာကြည်တတ်မြင်တတ်သည် မိမိဒီလူတွေကလူဖြစ်စေကောင်းမှုအများစုတွေကရေပုံရလူမဖြစ်ခြင်းပြီးလူပိသားလုံးပါကစိတ်ထားတွေအနှုတ်လက္ခဏာပြတယ်လေသည်ဘာပဲဖြစ်ဖြစ် ခေါင်းငင်းရမျိုးတရားကရှိနေသည်အလုတ်တစ်ခုလုတ်တော်မီဆိုလျင်ကောင်းမှုနဲ့မကောင်းမှုကိုတော့ခွဲခြားတရမီကောင်းမှုမှန်သိပါလေရဲ့ပြုလို့ရန်တွန်းဆုံနေပါကမိမိဒီသူတော်ကောင်းစီရင်ဝင်ဖို့ခရင်သွားလိုက်မီယောနီတော်ထားပြီးလက်ခံလိုက်တာအကောင်းဆုံးပါပဲဟုဘာသာတိုက်တွန်းအပ်ပြရသည် မိမိခေါင်းညိတ်လိုက်သောအခါသူ့မြေမာလေးကိုခေါ်လာသည်တပတ်လောက်အထိတော့သူ့သဘောအတိုင်းလွတ်ထားပြီးလိုက်သည်တရားနှင့်ပတ်သက်၍သူကလည်းမမီမိမိကလည်းမပြောဆွေးနွေးခြင်းလည်းမရှိကြာတော့မိမိကပဲမနေနိုင်ငယ်သူမို့ကရုဏာစိတ်တော့ထားပါသည် အထူးသဖြင့်တရားရှုပွားမှုတွင်အယူအဆမှားယွင်းသွားမှာကိုစိုးရင်ပိုးမိသည်တရားတော့အားထုတ်နေတာပဲအချင်းဒီဘလို့ဆိုတာပြောပြအောင်မှာပေါ့ကိုပြောက်နေပါတယ်ဟင်ဟုတ်လား ဘလို့ပြောက်တာလဲအာယုံလွတ်သွားတာများလားကွယ်။အိုးသမီးကညံစင်တာပြီးသား။ခေါင်းကိုမော့ပြီးလေးသံခက်ဆက်ဆက်ဖြင့်ဆိုသည်မိမိကိုတဲတဲမကြည့်။နဗီးစောင်းငဲ့၍မျက်နှာလွှဲထားသည်မိမိ၏စကားကိုကျေနပ်ပုံမရ။ညံစင်တာပြီးသားဆိုတာကဘာအိပယ်လဲ။တောတာပန်ဖြစ်သွားပြီလား။မတိကြိုးကြုံပြုကတမင်မေးလိုက်ပါသည်။ပြန်တော့မဖြေပါ။ဉာဏ်စင်နာရဲဆိုတာဝိပဿနာဉာဏ်အဆင့်ဆင့်ရှင်းပြထားတဲ့တရားကိုနားရတာသောတာပန်အရိယာဘွယ်ပြီးတဲ့တရားမဟုတ်ဘူးကွယ် ဉာဏ်စင်နာရတာနဲ့စိတ်ကြီးဝင်စရာဘာမှမရှိဘူး။တရားအားထုတ်တယ်ဆိုတာကိလေသာစိတ်မိုက်စိတ်ရိုင်းတွေကိုကုံသွားပျောက်သွားအောင်လုပ်တာ။တရားများများအားထုတ်လေမာမနနှိမ်ချရလေရင်ကျိတ်တိမ်မှုလေဖြစ်လာရမယ်။တရားတော်အားထုတ်ပါရဲ့ဉာဏ်စင်နာပြီးသားဘာညာကွိကွာလို့ဆိုကြပြီးဘဝင်စည်းနေပေမဲ့ဘဝကျင်ကအထင်မကြီးကြဘူးကွ။စိတ်နေစိတ်ထားနဲ့ကိုနှုတ်အမူအရာတွေကိုအကဲခတ်ပြီးဒီယောဂီတရားရပြီလားတရားမရသေးဘူးလားဆိုတာခံမှန်းလို့ရတယ် ဲ့ဒါကိုနားလည်သဘောပေါက်ဖို့လိုလိမ့်မယ်။ခေါင်းကုန်လျက်ငြိမ်သက်နေပါသည်။ညံစင်နာပြီးနောက်တန်လျက်ကိုရေထင်ကအလိုက်မနေသည့်ထွေသမင်တွေမြင်းများလောက်များပြားနေလိမ့်မည်မသိ။ညံစင်နာဟုသောစကားနှင့်တွေ့ဖက်လျက်ဝေဖန်ချက်တွေနားမဆန့်အောင်ကြားနေရသည်။ယောဂီတွေခမည်းများပင်ညံစင်နာပြီးသည့်နှင့်တောင်းပန်မခက်ရပဲကောင်းကင်ခရီးတွင်လေဟုန်စီး၍ရီးလေးခူကြကုန်သည်။ယောဂီချင်းတွေ့သောအခါညံစင်နာပြီးပလာဟုသောမိကုံဖြင့်သာစတင်နှုတ်ဆက်သည်။ ဉာဏ်စင်မလာရသေးဟုဆိုလျင် မတူတန်တော့သလိုလိုယောဂီတွေကြားခေစားနေသောထိုယောဂါကိုကုသနိုင်ရန်ဆရာဝန်လည်းမသိကုသကြီးလည်းမရှိမိဝဲရန်စီလည်းနဲ့သည့်ကိုပြောင်းနေတယ်လို့စောစောကတမိပြောခဲ့တယ်နော်ဒါဆိုရင်ဘာကိုစက်မှတ်နေတယ်လဲကွသူတို့ကမှတ်ဟုသောဟာရာကိုသုံးလိုက်တော့ကြောင့်လိုင်လျောညီတွေပြောပေးခြင်းဖြစ်ပါသည်အသည့်စိတ်ကိုတိတယ်တိတယ်လို့မှတ်ပါတယ်တိတယ်တိတယ်လို့မှတ်နေတော့တမိတို့အခေါ်ဝေဒနာ အေးညောင်းညာနာကျင်ကြိုက်ခဲမှုဆိုတဲ့ရုပ်ဖောက်ပြန်မှုသဘောတွေမရှိဘူးလားကွယ်ခါတော့နည်းနည်းနာပါတယ်မိမိစင်လိုက်တော့ထောင်ချောက်တဲ့သူတန်းတန်းမမဝင်လာသည်ဟောသမီးပြောတော့ကိုပြောင်းနေတယ်ဆိုကိုပြောင်းနေရင်ခါကဘယ်လိုလုပ်ပြီးရှိနိုင်တော့မှာလဲခါမရှိရင်နာတာလည်းမရှိရတော့ဘူးကွယ်သူ့စကားနဲ့သူပြိမ့်မိနေသည်အတော့မတတ်နိုင်တော့ပဲဆက်ကြိုးကြသွား၏ယောဂီအတော်များများမှာညဉ့်စင်းနာပြီးတော့အခါတမတ်တဘူရသွားပြီလောက်သူတို့ဘာသာထင်မှတ်နေကြ၏ ယောဂီကလေးလည်းထုံနေတူစွာပင်တမိကညံစင်နာပြီးသားဆိုသည့်စကားမှာကိုပြောက်တာကိုအစင်းမြင့်ညံလာအထင်ရောက်နေရန်တူပါသည်ဓမ္မတုတ္တအားနေသူတို့ကအတွေ့ရဲသလားအပြောလေးရဲကြပါ၏တေးသေးချာချာစင်မေးကြည့်တော့အဘာဝါတဲ့ရောက်သွားသည့်သဘောလက္ခဏာလက်မခဏာအသာထား၍နားလည်အောင်ပင် အတော်ရှင်းယူရသည်ဓာတောင်အစာသိမ့်မကြည့်ချင်းညံစင်နာပြီးသူတိုင်းတမတ်တဖို့ရနေပြီဆိုလျင်မြန်မာနိုင်ငံတွင် သောတာပန်တွေမှုလို့ပေါက်နေပြီတော်မူ ဗုဒ္ဓဤတရားကဒီလောက်တောင်လွယ်နိုင်ပါမလားစဉ်းစားเสียဖြစ်ပါသည်ရိတ်တာဆွဲဆရာဆွဲကြည်လွန်သောနောက်ယောဂီတူရိတ်တာဆွဲဆရာဆွဲမထားပဲမြတ်စွာဘုရား၏နိဗ္ဗာန်ရောက်ကြောင်းတရားအဖြစ်နှလုံးသွင်းတတ်ရန်အကြင်ကြင်ရှင်းပြရသည်အမားရှိလျင်ပြုပြင်၍လမ်းမှန်ပေါ်သို့တက်တက်မတ်မတ်ရောက်အောင်တင်ပေးခဲ့ရသည်ဘေးရိတ်တာတွေမှာသွားဝင်ဘေးဆရာတွေစီသွားဘင်းဒီကိုအာထုတ်စသည်ဖြင့်မိမိကပင် အစဉ်တစိုက်လမ်းညွှန်ပေးခဲ့သည်တရားစကန်းဝင်ပြီးတိုင်းသူမကလည်း ိမိစီလာတွေ့နေကြတရားဆွေးနွေးနေကြတို့ရတွင်တပြေးပြေးနဲ့လေးတန်းတွေပြောင်းလဲလာသည် အမှုအရာတွေကလည်းမတိမတာမှတိတိတသာဝင်ဝါလာသည်ရှေးကားနဲ့မတူတော့သည့်သူမ၏အခြေအနေတိမ်ဆောင်ပြောင်းလဲမှုကိုမတိဟန်ဆောင်ရည်နေသည်မိမိဘက်ကမပြောင်းမလဲဆွေးနွေးမြေတိုင်းဆွေးနွေးပြီးသည်အမှန်တော့မိမိတော်ရည်တက်၍ထို့သို့လုပ်ပြီးနေသည်မဟုတ်ပါချေတရားလျှောက်ခြင်းမှာတပါးကြားဖြတ်တရားဆွေးနွေးဖို့ဆိုသည်မှာကမ္မထဆရာအတွက်အချိန်မပေးနိုင်ပြီး ထို့အပြင်အမျိုးသမီးယောဂီများအနေဖြင့်ကမ္မထန်ဆရာထံမှကြာကြာနေ၍လည်းမသင့်တော့တရားလိုလားကျူးသားစုဆိုလျင်တရားသဘောနဲ့သဘောတရားတွေကိုသိကျင်ရှာမှာပဲဟူသောစာနာစိတ်ဖြင့်စွမ်းနိုင်သမျှကုညီခဲ့ခြင်းသာဖြစ်ပါသည် နောက်ဆုံးတော့လေဒီပုထဲကဒီပေးပါပဲတမတ်တပူရသွားသည့်အလားအရေးအမြတ်စကားတွေပြောလာသည်မိမိပြုပြင်ပေးသည်ကိုပင်လက်မခံလို့သည့်အသွင်အပြင်ကထင်ရှားပေါ်လွင်လာသည့်အဓိမာနဝင်သွားလေပြီသည့် တမီးကဒေါ်လေးထက်တရားအဆင့်ပိုမြင့်သွားပြီကွ။တမီးနဲ့ဆွေးနွေးဖို့ဒေါ်လေးညံမမီတော့ဘူး။နောက်ဆိုရင်တမီးရဲ့ကမ္ဘာတန်းဆရာကြီးပဲသွားတော့နော်။ဤစကားဖြင့်မုံမင့်မပြူမုံမှုမရပဲလမ်းစာဖြတ်လိုက်ရတော့သည်အဓိမာနာထားနေသူကိုဆွေးနွေးရှင်းပြလိုကတော့ဖြင့်မောယုံသာအဖတ်တင်၍မိမိမှာပင်ဒေါမနတဝင်းကအာဟုဆိုဖြစ်လာနိုင်စရာရှိပါသည်။ရေပေါ်မှာစာရေးသလိုအရာထင်းတိုင်းမြေကမဟုတ်ချေဥပိ္ပခာတရားဖြင့် လက်လျူပြုထားခြင်းသာအကောင်းဆုံးဖြစ်ပေလိမ့်မည်။တခါတုန်းကလည်းမိမိတို့ဆရာရှင်ထံသို့ဦးကြောင်ကြောင်ယောဂီတို့ရောက်လာခဲ့ပူပါသည်။ကိုကြီးသွေးဧတရက်ဘွဲ့ရနိုင်လောက်အောင်အကြွားအဝါးနဲ့စကားအရာတွင်ကြွားကျင်လွန်လာသည်။သူအင်ကြီးချင်းဘက်ပေါ်တွင်ရိတ်သားများစွာမှယင်လိုမျိုးစုံတက်ဆင်ထားသည်။သူတရားဝင်ခဲ့သည့်ရိတ်သားတွေဘလောက်များခဲ့ပြီဖြစ်ကြောင်းဘယ်ရိတ်သားကြီးတွေမှညံစင်ဘက်နဲ့ချင်းနာခဲ့ပြီကြောင်းအထက်ညာလေလိုက်ခဲ့ပြီကြောင်းဆုံးဆုံးလင်းလင်းခက်ကြွားကြွားပင် ေဘက်မဝင်လျှောက်ထားလေသည်တရားစက္ကန့်မရှိသေးသောကြောင့်ဆရာရှင်ကငင်းပယ်လိုက်ပါသည်ထို့အပြင်အထက်ညံတောင်လိုက်ပြီးပြီဆိုတော့အနေဆုံးသက္ကရာကံဖြစ်နေပြီပေါ့ဒါမှမဟုတ်အနာကံလားရဟန္တာလားတမျိုးမျိုးဖြစ်နေပြီလားစဉ်းစားစရာပဲဆရာထက်တော်နေတဲ့ယောဂီကိုဘလို့လုပ်ပြီးတရားပြမှလဲတမင်ကက်ပြောသောစကားမှန်တည်တော်ညာလဲဆရာအရှင်ကြီးအကြောင်းပြချက်မှာမှန်ကန်ခိုင်လုံနေပါသည်ယောဂီကဟန်မကြလေတော့ထို့သို့တုံ့ပြန်မှလဲတဘာဝကြမည်ဖြစ်ပါသည် အမှန်အပြင်အဓိမာနာထားပြီးဝါကြွားသောစကားများသည်ယောဂီအားအစစ်မှန်တရားနှင့်ညာစွာဝေးခွာသွားစေ၏အရေးအသေးမရှိပါဘဲလျက်အထင်ကြီးအောင်ဟန်ဆောင်ခြင်းသည်အထင်သေးခံရဖို့အကြောင်းဖြစ်လေသည်ဝိပဿနာတရားထုတ်ခြင်းသည် ခန္ဓာတွင်ရှိ ကိလေသာများကို ရှင်းလင်းသုတ်တင်၍နောက်ဆုံးအဆင့်အမြင့်ပြတ်ပေးတတ်ရန်ဖြစ်ပါသည်ဒုဖြစ်ရာကယောဂီတို့သည်အပြစ်ကင်းသောကိုယ်နှုတ်ဆိတ်များရှိသွားအောင် မိမိတို့ဘာသာစောင့်ရှောက်ထိန်သိမ်းဖို့လိုအပ်ပါသည်အင်ဒရီလုံခြုံမှုနှင့်လည်းပြည်စုံရပါမည်အစင်းသဖြင့်နှိမ့်ချအပ်သောမိဝါဒတရားကိုလည်းကိုနှင့်မကွာဆောင်ထားရပါမည် အလိုကြီးခြင်းမဟိဆသဘောမှရှောင်ကျဉ်၍အလိုနည်းခြင်းအပိဆတာဂုံကိုမျက်နှူးတံပိုးထားရပါမည်ဒို့မဟုတ်ပါကဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်လောကရတထောင်ကိုပင်မြင်နိုင်စွမ်းသည်ဟုသောမာနာအတွေ့အကြုံအရှင်အနုဒ္ဒရာသည် တရားလူလာကျူးစားပါလေရဲ့ပန်းနိုင်သူဖြောင်းပြောင်ဖြူဖြူတန်တမ်းမမမရောက်နိုင်ပဲခရီးဖြင့်နှီးခဲ့ရပါသည်ဖះရှင်လက်ထက်နှစ်ပေါင်း60ကြာမြင့်အောင်ရဟန္တာအဖြစ်အရိမာနဝင်နေခဲ့သည့်မဟာနာဂမထေရအရှင်ဓမ္မဒိနာကကြောက်လန့်ဝဲကြမ်းကြုတ်သောစင်၎င်းဖန်ဆင်းခိုင်းလိုက်ရာကြောက်လန့်ပြီးထွက်ပြေးမိမှရဟန္တာမဖြစ်သေးကြောင်းသိခဲ့ရပါသည်ဒီ ओके မဟာတိတ်တာမထေသည်နှစ်ပေါင်း80ကြာမြတ်အရိမာနဝင်၍ရဟန္တာထင်မှတ်ခဲ့ရာ အရှင်ဓမ္မဒိနာကပင်ကြာပွင်ထဲမှာအလွန်လှပသည့်မင်းသမီးလေးကိုဖန်ဆင်းပြလိုက်ရာရာဂနူးကြွလာကယန္နာမဟုံမှန်တီးခရရှာသည်တီဟုခေယန္နာဖြစ်ပြီးဟုအရိမာနဝင်ကမြက်စွာဖျားတန်လျှောက်ထားရန်လာကြသည်ယန်း60တို့အားတုတ်တန်သူတော်နေရန်ဥစွာညွှန်ကြားတော်မူလိုက်ရာတုတ်တန်ရောက်သောအခါလောလောလတ်လတ်ဆုံးပြထားသည့်မိမအလောင်းကိုမြင်ရကိုင်းရာဂနူးကြွသည်ဖြင့်ယန္နာများမဟုံကြမ်းမှန်တီးခရရလေသည်ဖျားရှင်လက်ထက် ထိုတရကများကိုထောက်ထား၍အဘိညာဉ်ရတော်မူကြသောယဟန်ရှင်မာကြီးများပင် မာနနှင့်အဓိမာနတို့ကြောင့်လိုရာမရောက်နိုင်သည်ဖြင့်ခရီးနှောင်နေကြရပါလျင်ယောဂီပေါမွားတို့ကမိတို့ဆူဝရာရှိပါတော့အန်ဒီအပ္ပမာဒတရားလက်ကင်ထားကသင်ခန်းစာယူကြပါကုန်